အခုကတော့ကလပ်ကပဖလားရှုံးထွက်16တင်းအဆင့်တတိယမြောင်းနေ့ပွဲစဉ်လေးအကြောင်းကိုတုံးသက်တင်ဆက်ပေးတော့မှာဖြစ်ပါလိမ့်မယ်။ဇူလိုင်လတရက်အင်ဂါနေ့မနက်တနာရီခွဲမှာအင်တာမီလန်နဲ့ဖလူမီနီစ်တို့ကစားမှာဖြစ်ပြီးမနက်9နာရီခွဲမှာတော့မန်စီးတီးနဲ့အယ်လီလေတို့ကစားမှာပါ။အုပ်စုပွဲစဉ်တွေမှာမြင်ခဲ့ရတဲ့ခြေစွမ်းတွေအရာဆိုရင်နှစ်သင်းစလုံးရဲ့ခြေစွမ်းကအားရစရာကောင်းတဲ့အနေအထားမျိုးတော့မရှိသေးပါဘူး။ နီပြတဲ့ခရစ်ယာန်ကပူးဟာအင်တာမီလန်ကို3-5နှစ်ပုံစံနဲ့ပုံဖော်နေပေမဲ့ကွင်းလယ်ပိုင်းမှာကစားပုံမှာထိရောက်မှုအားနည်းနေတာကိုတွေ့ရပါတယ်။ကမ္ဘာအကောင်ဆုံးဘယ်နောက်ခံလူတွေလို့လက်ခံထားကြတဲ့ဘက်စတိုနီနဲ့ဒီမာဂိုစ်တို့ကိုခရစ်ယာန်ကပူးကတော့တိတ်သဘောကျတဲ့ပုံစံမတွေ့ရတာကလည်းအင်တာမီလန်ကိုအားနည်းစေတဲ့အချက်ဖြစ်ပါတယ်။ River Plate နဲ့ပွဲတော်ကလည်း River Plate ဘက်ကတယောက်ထုတ်ခံရပြီးမှအင်တာမီလန်ကအနိုင်ကိုရခဲ့တာပါ။ ဖလူမီနစ်ကလည်းအုပ်စုပွဲစဉ်တွေမှာခြေစွမ်းကွာလွန်းတဲ့အုံဆန်ဦးတိုင်းကိုအနိုင်ရခဲ့ပြီးမာမီလိုဒီနဲ့ဒေါ့မွန်တို့ကတော့တကြီးကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။မာမီလိုဒီနဲ့ဒေါ့မွန်တို့ကတော့ဂိုးများခဲ့တဲ့ဖလူမီနစ်ကတော့ဒီပွဲမှာလည်းဂိုးရဖို့ခက်နေမှာတေးချပါတယ်။အင်တာမီလန်ပဲနိုင်သွားမယ်လို့သုံးသပ်ချင်ပါတယ်။ချန်ပီယံဖြစ်ဖို့ရည်ပန်းအစားဆုံးဖြစ်လာတဲ့မန်စီးတီးနဲ့အယ်လီလေရဲ့ဘွဲကတော့နှစ်တင်းကြာခြေစွမ်းကွာလွန်းတာမှန်ပေမဲ့နီးပြစီမိုနီအင်ဇာဂီရဲ့ပုံဖော်မှုအောက်ပါ ုပ်စုပွဲစဉ်တွေမှာရှုံးပွဲမရှိခဲ့သလိုတပွဲထက်တပွဲပိုပြီးတည်ငြိမ်လာတဲ့အဲလီလေကြောင့်မန်စီးတီးအတွက်တော့အဆန်းသက်ခရမဲ့ပွဲလို့ပဲသတ်မှတ်ချင်ပါတယ်အဲလီလေနောက်ခံလူကန်ဆယ်လိုကတော့အကျိတ်ခဲတွေရှိခဲ့မှုတဲ့အတင်းဟောင်းနဲ့ပြန်ဆုံရတာပါအုပ်စုပွဲစဉ်၃ပွဲမှာတကူပဲပြီးခဲ့ရတာကိုကြည့်ရင်အဲလီလေရဲ့ကွင်းလည်တဲ့ခန်းစစ်ပိုင်းအနေထားကိုအလေးထားဖို့လိုတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်မန်စီးတီးနိုင်ခဲ့ရင်တော့မှ၃ဂိုးပြတ်တဲ့အထိရောက်ဖို့ခက်မှာကတော့သေချာတဲ့ပွဲလို့ပဲသုံးသပ်ချင်ပါတယ် ညီကိုရောဒီဘဘဘလို့ထင်မြင်ပါလဲညီကိုရဲ့ထင်မြင်ယူဆချက်တွေကိုလည်းဒီဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ကျွန်တော်တို့ဘာမကဲရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုရောအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ